ဟယ်လိုအားလုံးပဲမင်္ဂလာပါ space a company ကြီးကဘာကြောင့်လူတို့အင်အားစုနဲ့ store ဈေးကွက်မှာမဖွင့်သေးတာလဲမင်းသားမင်းသမီးတွေနိုင်ရွက်တွင်မြေကြီးကနေအာကာသာတဲ့ရောက်သွားတဲ့ဒုံမြန်တွေလူသားကိုအင်အားချိုးပေါ်ရောက်အောင်ပို့မဲ့ရီမန်းချက်တွေဒါတွေအားလုံးက space a ဆိုတဲ့ company တခုရဲ့စိတ်ကူးယဉ်မှုတွေပါဒီ company က2008ခုနှစ်မှာပုတ်ကလေးကပိုင်း ဒုံမြန်အဖြစ်ပထမဆုံးကဘာပလန်းချောင်းကိုရောက်ရှိခဲ့ပြီး2020မှာတော့ Starship လို့ခင်မိတဲ့ယင်သက်တွေမိတ်ဆက်နိုင်ခဲ့ပါတယ်။ဒီလိုအောင်မြင်နေတဲ့ Space Air အသက်16နှစ်ရှိပြီဖြစ်ပေမဲ့လူတို့အင်အားစုနဲ့ဖွင့်ထားတဲ့ကုမ္ပဏီ Public Company မဟုတ်သေးပါဘူး။ဒါပေမဲ့နှစ်စဉ်အမြတ်ငွေဘီလီယံချီရရှိနေပြီးကျွမ်းကျင်သူတွေကသူတို့ရဲ့နှစ်စဉ်ဝင်ငွေဟာအမေရိကန်ဒေါ်လာ2ဘီလီယံကနေ3ဘီလီယံကျရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ် ဒီလက်အောင်မြင်နေတဲ့ကုမ္ပဏီကြီးကိုစတော့ဈေးကွက်မှာမဖွင့်လင့်ရသေးတဲ့အကြောင်းရင်းကဘာလဲဖြီးကိုစက်ကြည့်လိုက်ရအောင်ကုမ္ပဏီအများစုလူတို့အင်အားစုကိုဘာကြောင့်ရွေးလဲလူတို့အင်အားစုနဲ့ဖွင့်နေဆိုတာဘာကိုဆိုလိုတာလဲရိုးရိုးရှင်းရှင်းပြောရရင်ကုမ္ပဏီကသူ့ရဲ့ share တွေကိုလူတို့ကို ရောင်းချပြီးငွေကြီးရှာလာပါပဲငွေကြီးတွေနဲ့ကုမ္ပဏီကိုချက်ထွင်နေရင်းနှီးမြှုပ်နှံမှုအသစ်တွေလုပ်တယ်ဒါပေမဲ့ဒီလိုဖွင့်လိုက်တာနဲ့ကုမ္ပဏီက stock ဈေးကွက်က စီမင်းတွေစီမံခန့်ခွဲမှုကန့်သတ်ချက်တွေအောက်ကိုရောက်သွားပါတယ်လူတို့ကိုသူတို့ရဲ့ဘန်နာရေးအခြေအနေကိုပုံမှန်ထုတ်ပြန်ပြသရပါတယ်ဒီတော့ space 8ကဒီလိုကန့်သတ်ချက်တွေကိုဘာကြောင့်ရှောင်နေတာလဲ space 8မဖွင့်ရခြင်းအဓိကအကြောင်းရင်းများအကြောင်းရင်း၃ချက်ရှိပါတယ်ပထမအချက်ကတော့ store ဈေးကွက်ရဲ့မတည်မငြိမ်ဖြစ်မှု space 8လိုနီးပညာထူးချွန်တဲ့ကုမ္ပဏီတွေဟာ store ဈေးကွက် တက်အကျကိုအလွန်မင်းခံရနိုင်ပါတယ်ဈေးကွက်ကောင်းရင်ရင်းနှီးမြှောက်နှံသူတွေကငွေတွေအကျပေးမယ်ပြဿနာတစ်ခုခုကြုံလာတဲ့ငွေတွေပြန်ဆွဲထုတ်သွားကြမယ်ဒါဆို space ရဲ့ stock ကရုတ်တရက်ထိုးကျသွားနိုင်ပါတယ်ဒုတိယအချက်ရေရှည်ရည်မှန်းချက်များ space ရဲ့ဘန်းနိုင်ကအင်အားကြိုးကိုလူသားတွေအခြေချနေထိုင်နိုင်ဖို့ပါဒီလိုနှစ်ပေါင်းများစွာကြာမဲ့စီမံကိန်းကြီးတွေယင်းဒီမြုံနံသူတွေရဲ့စိတ်ရှိမှုကိုလိုအပ်ပါတယ် အများစုကလပိုင်းနှစ်ပိုင်းအတွင်းအမြင်ရချင်းကြတယ်ဒီလိုရေရှည်စီမံကိန်းကစတော့ဈေးကွက်နဲ့တင့်တော်မှုမရှိပါဘူးတတိယအချက်သူတို့တွေငွေမလိုအပ်ပါဘူးဟုတ်ပါလေ space a ဟာငွေကြီးပြဿနာလုံးဝမရှိပါဘူးသူတို့ရဲ့ကြီးထွားမှုကိုဟန်တားနေတာကဤပညာဆိုင်ရာစိန်ခေါ်မှုတွေပါ NASA Google Bank of America လို့ကုမ္ပဏီကြီးတွေကသူတို့ကိုရင်းနှီးမြှုပ်နှံထားကြပါတယ်ဒါအပြင် space 8 ပိုင်ရှင် Elon Musk ကိုတိုင်ကလည်းကပ္ပအချမ်းသာဆုံးတထေတူဖြစ်နေပါပြီအနာဂတ်မှာဖွင့်အောင်မလားကျွန်တော်တို့ရင်းနှီးမြှုပ်နှံလို့ရလားဆိုတာကတော့ Elon Musk ကအင်္ဂါဂျိုကိုလူတွေပို့နိုင်တဲ့စနစ် Mars Transport System ပြီးမြောက်မှလာ Space 8ကိုလူတို့အင်အားစုနဲ့ဖွင့်မယ်လို့ဆိုထားပါတယ်ဒါက2024ခုနှစ်မှာမိတ်ဆက်နိုင်မယ်လို့မျှော်လင့်ထားကြပေမဲ့ Space 8ကုမ္ပဏီတွေကလာမယ့် နှစ်10နှစ်ကနေ15နှစ်အတွင်းလူမှုအင်အားစုနဲ့ဖွင့်လှစ်နိုင်လိမ့်မယ်လို့ယုံကြည်ထားကြပါတယ်ဒီလိုမဖွင့်ရသေးချိန်မှာကျွန်တော်တို့ယင်းနီမြုပ်နှံလို့ရလားဆိုတာကတော့ရနိုင်ပါတယ် space 8ကိုဓာတ်ရိုက်မနည်းမယင်းနီမြုပ်နှံနိုင်ပေမဲ့1 space 8ကိုယင်းနီမြုပ်နှံထားတဲ့ Google Bank of America စတဲ့ကုမ္ပဏီတွေရဲ့ store တွေကိုဝယ်ယူနိုင်ပါတယ်2ဒါမှမဟုတ် ETF အချင်းထွေဖန်းလို့ခေါ်တဲ့ရင်းနှီးမြှုပ်နှံမှုအစုတွေထဲမှာ space 8ပါဝင်နေရင်ဝယ်ယူနိုင်ပါတယ်။၃တတိယနည်းကတော့ font global သို့မဟုတ် equity zan လို့ platform တွေကနေတဆင့် space 8ရဲ့ public share တွေကိုဝယ်ယူနိုင်ပါတယ်။ဒီတော့ space 8ဟာသူတို့ရဲ့ကြီးမားတဲ့အာကာသယာဉ်မှန်းချက်တွေမပြည့်စုံအောင် stock ဈေးကွက်ရဲ့ PR တွေကြမှာလုပ်ငန်းတွေမရက်တန့်သွားလူလူအင်အားစုနဲ့မဖွင့်သေးတာပါ။ အနာဂတ်မှာတော့ဖွင့်အောင်ပါဒါပေမဲ့လိုင်းချောင်းကျနေတဲ့အင်္ဂါဂျိုခီးစဉ်ကြီးစတင်လို့ရပြီဆိုတဲ့အချိန်ကြာမှသာဖြစ်နိုင်ပါလိမ့်မယ်ဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်မှပြန်လည်ဆုံတွေ့ကြတာပေါ့